မဲဆန္ဒရှင်စီရင်ကြေညာရက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအော်တိုဝါလာ20ရက်နေ့အထိထပ်တိုးထားပေမဲ့မဲဆင်းရင်လာကြည့်သူနေပါနေစေဖြစ်တယ်လို့မဲဆင်းမှောင်ရမှုတွေကိုအချိန်မီကုစားနိုင်ပါမလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာနေပါတယ်။မျက်သစင်ပေးပို့ထားပါတယ်ရှင်။နေပြည်တော်ကောင်စီနေမြင့်အတွင်းမှာရှိတဲ့မြို့နယ်ရှစ်မြို့နယ်မှာမဲဆင်းတထောင်ကျော်ကွာဟနေတယ်လို့မန္တလေးမှာလည်း စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကကြီးညာထားတဲ့မဲဆန္ဒရှင်စီရင်တွေအများအပြားလွဲမှားနေတာကြောင့်ပြန်လည်ပြင်ဆင်နိုင်မှုဒေသခံတွေအနေနဲ့မဲဆင်းလာကြည့်ပြီးရွေးကောက်ပွဲမှာပူးပေါင်းပါဝင်မှုစစ်ကောင်စီခန့်တိုင်းဝင်ကြီးချုပ်ဦးမျိုးအောင်ကအကူအညီတောင်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒီလိုမဲဆင်းမှားယွင်းနေတဲ့ဆိုတဲ့ဝေဖန်မှုတွေထွက်လာပြီးနောက်မှာတော့စက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ13ရက်နေ့အထိ မဲစင်းကတ်ထားပြီးမဲသတ်မှတ်ရက်ကို9ရက်ထပ်တိုးပြီးအောက်တိုဘာ20အထိသတ်မှတ်လိုက်ပါတယ်။ပြည်သူ့ပါတီဗဟိုလုံးမှုဆောင် ကော်မတီဝင်ဦးကျော်ကျော်ထွေးကလည်းရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုစလေလောင်းတွေကိုတိုင်းတော့နမဲစင်းမပါတာတွေရှိတယ်လို့ဆိုပါတယ်။ပြောမစင်းဒီကိုစလေလောင်းတွေကိုတိုင်းတော့အဲနမဲစင်းမပါတာတွေရှိတယ်ကျတော့ကနားလေမနမစင်းပိုင်းနမပဲအချက်လက်မှားနေရဘူးနော် ဟိုမှာကိုယ်နာမည်ပါတယ်ဒါပေမဲ့အဖေနာမည်မှားနေရတော့မှတ်ပုံနဲ့နာမည်မှားနေရတော့နေရာလိပ်စာမှားနေရတော့အဲ့အဲ့လိုမျိုးလည်းဖြစ်တယ်ဒါဟိုတော်တော်များများဟိုဖြစ်တာဆိုတော့ဒါသူတေချာပြန်စီစစ်ပြီးတော့ပြန်လုပ်တင်တာပေါ့နော်2020ရွေးကောက်ပွဲမှာမဲစင်းတွေမှားယွင်းနေတယ်လို့အကြောင်းပြပြီးစစ်တပ်ကအာဏာသိမ်းခဲ့ပြီးမဲ2025ရွေးကောက်ပွဲအတွက် ထုတ်ပြန်တဲ့မဲစင်းတွေထဲမှာတော့အမှားယွင်းတွေများနေပြီး အမားများနေတဲ့အကြောင်းရုတ်တံထုတ်လွှင့်ပြီးပြောခဲ့တဲ့ကြက်ခိုင်ရေးပါတီရဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဦးလှဆွေကိုလည်းစစ်တပ်ကခေါ်ယူမေးမြန်းခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာဦးလှဆွေကိုဖမ်းဆီးစစ်ဆေးတာမဟုတ်ဘူးလို့ဆိုပေမဲ့မဲဆင်းမှကြောင်ပြောထားတဲ့ဗီဒီယိုဖိုင်ကို သူ့ရဲ့ TikTok အကောင့်ကနေဖြုတ်ချလိုက်ပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦးကတော့မဲဆင်းဟာ2020ထက်တောင်ပိုပြီးမှားနိုင်တဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိရတဲ့လူရည်စင်ရင် ကောက်တဲ့အခြေအနေကစနစ်မျိုးစုံလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အထွေအုပ်ကကောက်တာရှိမယ်ပြီးတော့ဒီလူဝင်မှုကြီးကြီးရန်ကောက်တဲ့ဒေတာတွေရှိမယ်ဒီဟာတွေပုံမှန်ခြေခံပြီးတော့မှကောက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုကောက်ပြီးတော့မှမဲဆင်းမှပြန်ပေါင်းရတာဖြစ်တဲ့အတွက်လက်ရှိပြီးတော့တရားဥပဒေစိုးမိုးမှုလည်းမရှိတဲ့အခြေအနေမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တဲ့အခါကျတော့မဲဆင်းကတော့မှန်မှာမဟုတ်ဘူးပေါ့နော်2020ထက်တောင်မှပို့ပြီးတော့မှားနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော် ပထမချိန်ထုတ်ပြန်တဲ့မဲဆင်းတွေမှားနေပေမဲ့ပြည်သူတွေကမဲဆင်းတဲ့နာမည်ပါမပါကိုစစ်ဆေးဖို့စိတ်မဝင်စားကြဘူးလို့ဆိုပါတယ်။ရန်ကုန်မြို့ဒေသခံတယောက်ကလည်းမဲဆင်းကိုတယောက်မှမကြည့်သလိုသူကိုယ်တိုင်လည်းမကြည့်ဘူးလို့ဆိုပါတယ်။တယောက်မှမကြည့်ကိုလည်းမသိအဲဒီထဲမှာမေးကြရတယ်။မဲကဘယ်လိုလဲမသိနော်ဆို။တိပအောင်ကျွန်တော်တို့တော့ကြည့်ပါအောင်လို့ဘယ်ဘေးရမှလည်းမသိပါဘူး။အဲ့ဒီလိုကြည့်ရများတယ်သမီး။သမီးတအားကြီးသူမှစိတ်မဝင်စားဘူး။အဲ့လိုမျိုးပေါ့ကွာမဖြစ်မနေ ဖမ်းမယ်စီမယ်ဆိုလို့ရှိရင်တော့လေတချို့ကလည်းပြောဖမ်းမယ်စီမယ်ဆိုလို့ရှိရင်တော့လိုက်မယ်သွားပြီးလို့ရှိရင်အဲ့လိုပြော process နဲ့ဟာထည့်လိုက်မယ်ပေါ့လေအဲ့ဒီလိုမျိုးကြီးတွေးထားကြတာပေါ့ချက်ချလဲအချက်ကြိုင်မယ်ပါညာလဲကြားတယ်အခုလိုပြည်သူလူထုကမဲစင်းနဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုမရှိတဲ့အချိန်မှာဒီလိုမဲစင်းအမားတွေကိုပြန်လည်ပြုပြင်ဖို့ဆိုတာတွေကခက်ခဲနိုင်တယ်လို့လဲပြည်သူပါတီဗဟိုလုံးမှုဆောင်ကော်မတီဝင်ဦးကျော်ကျော်ထွေးကဆိုပါတယ် 那都都为伢做路线咯，我们是忙的，忙的要做路线的，没事那先啊，我不能到处了抓投标，别人买吃了的，看人提点点买买包咯，然后他走走路看看，对啥子呢？地铁们他们比路线呢，没拿车过了嘛？我呢，基本上没基本上没安的没有进嘛，屋里没有没用过那个电梯啊，们都电脑我们都说。 ဟိုတော်တော်ခက်ခဲပါတယ်အဲ့အဲ့ဒါကိုကိုယ်တိုင်လည်းလောင်းနေနဲ့ပါတီတွေနေနဲ့လိုက်လို့ပြေးဖို့ကြတော့လေအဲ့လောက်မလွယ်ဘူးပေါ့ဟိုလူရန်လည်းအဲ့လောက်မတုံးနိုင်တဲ့ပါတီတွေဆိုလို့ရှိရင်ဘယ်လိုမှအဆင်မပြေဘူးအဲ့တော့ဟိုအငန်းငောင်းဒီလောကစင်းရင်တို့ဒီထွေးမှုရှိတဲ့စင်းရင်တွေနဲ့ဟိုပြန်ကိုက်ညှိပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်ထင်ပါတယ်ရွေးကောက်ပွဲကော်မရှင်ကမဲစင်းတွေမှန်ကန်မှုအတွက်သက်ဆိုင်ရာဝင်ကြီးဌာနတွေအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးဒုတိယအကြိမ်မဲဆင်းတွေကိုထပ်စီစစ်ဖို့နိုဝင်ဘာလတည်းကြေညာဖို့လည်းရှိနေပါတယ်။ဒီလိုနိုဝင်ဘာလမှာထွက်လာတဲ့ဒုတိယအကြိမ်မဲဆင်းကလည်းမှားနေစေဖြစ်နိုင်ပြီးတော့မဲဆင်းကြည့်ဖို့စိတ်မဝင်စားတဲ့လူတို့ကို အတင်းအဓမ္မဖိအားပေးပြီးမဲဆင်းကြည့်ရှုခိုင်းတာတွေလုံနိုင်တာကြောင့်မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုတယ်လို့လည်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကတတိပေးထားကြပါတယ်။ကျမမြေသစင်ပါရှင်။